လူချင်းမရဗျာဒီလိုမျိုး water dispenser တစ်လုံးဝယ်တာ ਨੇ ကျွန်တော်တို့ရေတန့်ဆက်လက်ဆောင်ရရှိမှာဖြစ်ပါတယ်အလကားပြောတာပါရေတန့်ဆက်ကဒီ water dispenser ਨੇ သူကတခါတည်းတွဲပြီးသားဗျအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအခုလိုအချိန်မှာဗျာရေတန့်မှုတွေဝယ်ရတာအထက်မြင့်နေဆိုရင်ခက်ခဲတယ်နောက်ပြီးတော့ဈေးကြီးတယ်ဗောဗျာအဲ့ဒါတွေကိုဖြည့်ရှင်းပေးမဲ့ water dispenser ဖြစ်တယ်သူကအောက်ထဲမှာဆိုရင်ကျွန်တော်ရေတန့်ဆက်ပါပြီးသားရိုးရိုးရေကိုထည့်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ ရိုးရိုးရေကိုရေတန်းကနေပြီးတော့ရေအေးလားရေပူလားရိုးရိုးရေလားဆိုပြီးတော့လူချင်းမင်းတို့ကထုတ်လုပ်ပြီးအသုံးဆွဲနိုင်မှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီရေတန်းဆက်တဲ့ water dispenser နဲ့အတွဲလေးက promotion လည်းရှိနေပါတယ်။ brand ကလည်းကျွန်တော်တို့ name ကြီး kangaroo brand ဖြစ်တယ် kangaroo အမျိုးအစားကတော့ကျွန်တော်တို့ bnn ဆက်ယုံဖြစ်ပါတယ် bnn အမျိုးအစားဖြစ်ပါတယ်အဲ့တော့အထဲထဲမှာရေတန်းဆက်တွေဘလို့ထိုင်ထားသလဲ water dispenser ကရောဘလို့အလုံးလုံးသလဲ ရေတန်းကကောကျွန်တော်တနာယူဘနလီတာထွက်มาလဲဆိုတော့အနောက်မှာဆက်ပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရေတန်းဆက်ကဘယ်နေရာမှာထိုင်ထားသလဲဆိုရင်သူကဒီအကန့်တကန့်လုံးကကျွန်တော်တို့ရေတန်းဆက်ပါเนาะသူကအထက်မှာ fit တာတွေရှိတယ်ပေါ့သူကဖြုတ်ကလည်းအင်မတန်ရွယ်ကူတယ်ဘလို့ဖြုတ်မလဲဆိုလို့ရှိရင်ဒီဘောကရေခန့်ခွက်ကလေးကိုအရင်ကျွန်တော်တို့ဖြုတ်မယ်ပြီးတော့ရင်ဒီနေရာလေးကိုကျွန်တော်တို့အောက်ကိုဖိလိုက်ပါပြီးရင်အရှိကိုဆွဲထုတ်လိုက်တာနဲ့ကျွန်တော်တို့လူချင်းမင်းတို့ ရေတန့် fitter တွေကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ် fitter number 1 2 3 4 5ဆိုပြီးတော့ fitter ၅လုံးကျွန်တော်တို့တွေ့ရတယ်ဒီ fitter တွေကဘယ်လိုနေရာတွေမှာအသုံးပြုတာလဲဆိုတာကိုကျွန်တော်ပြပြပေးမယ်ပထမအဦးဆုံး PP filter ကတော့ကျွန်တော်တို့ရေမာပါတဲ့အနေမှန်သမျှအားလုံးကိုစစ်ထုတ်ပေးတဲ့ filter ဖြစ်တယ်။ဥပမာကျွန်တော်တို့တန်းမှုန့်တေးတေးတွေ၊ကြောက်မှုန့်တွေ၊ထုံးတွေ၊ဖုံမှုန့်တွေဓာတ်တွေကိုကျွန်တော်တို့တန်ကြီးမှုန့်တွေဓာတ်တွေအကုန်လုံးကိုဖယ်ရှားပေးတဲ့ ပထမဦးဆုံးဖစ်တာဖြစ်တယ်ဒုတိယဖစ်တာကတော့ CTO ဖစ်တာလို့ခေါ်တယ်သူကတော့ကျွန်တော်တို့ရေမှာပါတဲ့အနံ့ဇိုးတွေနဲ့ကျွန်တော်တို့အယောင်တွေကိုကျွန်တော်တို့ကြည်လင်တောက်ပေါက်အောင်အနံ့ဇိုးတွေကိုကျွန်တော်တို့ဥပမာပြအနံ့ဇိုးကအကလိုရင်းနဲ့နေဓာတုနဲ့နေပိုးသက်စေအနံ့နေဒီလိုအနံ့နေမပါရလီအောင်စစ်ထုတ်ပေးတဲ့ဒုတိယအဆင့်ဖစ်တာဖြစ်ပါတယ်တတိယအဆင့်ဖစ်တာကတော့ PP ဖစ်တာပဲဖြစ်ပါတယ်ဒီ PP ဖစ်တာကကျွန်တော်တို့ မိုက်ခရွန်ထက်သေးငယ်ဆုံးဖြစ်တဲ့မိုက်ခရွန်ထက်သေးတဲ့အမှုန့်လေးတွေအကုန်လုံးကိုစစ်ထုတ်ပေးတဲ့ fitter ဖြစ်ပါတယ်။နံပါတ်၄ fitter ကတော့ကျွန်တော်တို့ RO fitter လို့ခေါ်ပါတယ်။သူကအရှိက fitter ၃ခုစစ်ခဲ့ပြီးတော့အကောင်းဆုံးဖြစ်နေတဲ့ရေကိုကျွန်တော်တို့ရေမာပါဝင်တဲ့ annual ဖြစ်စေနိုင်သော တက်တက်ထုနဲ့ကျွန်တော်တို့ bacteria တွေကို99.9%ထိရောက်စွာဖယ်ရှားပေးတဲ့ RO fitter ဖြစ်ပါတယ်။ ကျွန်တော်တို့နံပါတ်5လုံးပြင်စမမြောက်ကျွန်တော်တို့ fitter ကတော့ post carbon fitter လို့ခေါ်တယ်သူကတော့အရှိမကျွန်တော်တို့လေးလုံးရဲ့စစ်ပီးသားဟာတွေကိုမှရေရဲ့အရာတာကိုတွန်းမြင့်ပေးတဲ့ fitter ဖြစ်ပါတယ်ခင်ဗျာသူကတော့နောက်ဆုံး fitter ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အချိန်အကြာကြီးတုံးလို့ရပါတယ်နံပါတ်၄နဲ့၅နဲ့ကတော့အချိန်အကြာကြီးတုံးလို့ရတဲ့ fitter တွေဖြစ်ပါတယ်နံပါတ်၁တို့၂တို့၃တို့ကတော့မိမိရဲ့ original အရေရဲ့ပိုပြီးတန့်စင်မှုမတန့်စင်မှုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ အာတလတန်တီဖြစ်စီအာလေးလတန်တီဖြစ်စီငါးလတန်တီဖြစ်စီ၆လတန်တီဖြစ်စီကျွန်တော်တို့အစ်စ်ဝယ်လဲပေးရပါတယ်ခင်ဗျာအဲ့ဒီဖစ်တာလေးတွေရဲ့ပစ္စည်းအပူကိုလည်းကျွန်တော်တို့သူ့ရဲ့ company မှာဝယ်လို့ရတယ်လို့ကျွန်တော်တို့စီမှာလည်းယခုလက်ရှိဝယ်လို့ရပါတယ်ခင်ဗျာဈေးနှုန်းလေးကိုတော့အနောက်မှာတင်ပေးထားပါတယ်အရှိကပြောထားတဲ့ဖစ်တာ၅ခုနဲ့ကျွန်တော်တို့တန့်စင်သောယူကိုကျွန်တော်တို့တနာယူကို ရေတန့်၁၀လီတာ ထုတ်လုပ်ပေးနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့အပေါ်မှာ water dispenser ပါတဲ့အတွက်ကြောင့်ရေပူရေအေးပါတခါတိုင်းရနိုင်ပါတယ်ကျွန်တော်တို့ရေပူရေအေးကိုရနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ water tank မှာတော့ရေအေးအတွက်ကိုကျွန်တော်တို့3 liter သူ့မှာစုဆောင်ပေးနိုင်ပါတယ်ကျွန်တော်တို့ရေပူအတွက်ဆိုလို့ရှင်တော့1.8 liter စုဆောင်ပေးနိုင်ပါတယ်ခင်ဗျာဈေးနှုန်းအနေနဲ့ပြောမယ်ဆိုလို့ရှင်ဈေးနှုန်းက6သိန်းနဲ့8000ပါခင်ဗျာ သူ့ရဲ့ဈေးနှုန်းက6သိန်း8000ရှိပါတယ်ဒါပေမဲ့အခုဒီ promotion မှာကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းကလူချင်းမင်းတို့အတွက် water dispenser တစ်လုံးပဲရှိပါတယ်ဈေးနှုန်းက4သိန်း9000တိတိနဲ့ကျွန်တော်ရောင်းပေးမှာဖြစ်ပါတယ်ခင်ဗျာ4သိန်း9000တိတိနဲ့ BNL brand kangaroo ဆိုတဲ့ခေါင်းကို1 year randy နဲ့ပေါဝင်မအောင်ပဲကျွန်တော်၄သိန်း၉တောင်းတိတိနဲ့သာလူချင်းမင်းတို့ black tag ကိုထည့်ပေးมาဖြစ်ပါတယ်အရင်အတွက်တခုတော့သတ်မှတ်ထားပါတယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့မြန်မြန်ဝယ်ဖို့တော့လိုပါတယ်ဗီဒီယိုလေးပြီးစောင့်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်